ဘာစီလိုနာနီးပြဟန်စီဖလစ်ကအင်တာမီလန်ကိုရှုံးနိမ့်ပြီးချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့အတွက်စိတ်ပြည့်ရပေမဲ့အသင်းရဲ့စွမ်းဆောင်မှုအပေါ်ကျေနပ်မှုရှိရလို့ပြောကြားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာမေ6ရက်ကကစားခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်မှာအင်တာမီလန်အသင်းကိုအချိန်ပိုမှ၄ -3 ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။ အဲ့ဒီပွဲစဉ်မှာမိနစ်60အတွင်း3-0စီသေရကျနေခဲ့ပြီးနှစ်ကြော့ပေါင်း6-6တေရဖြစ်နေတဲ့အတွက်အချိန်ပိုဆက်ကစားခဲ့ရပြီးအင်တာမီလန်အသင်းကလူဆောင်ဝင်ကစားသမား Freddy C ရဲ့အချိန်ပိုသွင်းကုန်းနဲ့အနိုင်ရခဲ့ပြီးနှစ်ကြော့ပေါင်း8-6-6နဲ့ချန်ပီယံလိဘောလူပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲပြီးမှာဘာစီလိုနာနီးပြဟက်ဆီဖလစ်က စိတ်ပြက်ရပါတယ်။ဒါပေမဲ့ကစားသမားတွေနဲ့အသင်းရဲ့ဆန်းဆောင်မှုကတော့မဟုတ်ပါဘူး။ကစားသမားတွေကဘိုလ်လူပွဲရောက်ဖို့အစွမ်းကုန်ကြိုးစားခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာကျွန်တော်တို့ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။နောက်ရသည်မှာပရိသတ်တွေပျော်ရွှင်ခွင့်ရအောင်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါလို့ပြောကြားခဲ့ပါတယ်။ဒါပြင်ဟန်စီဖလစ်ကအင်တာမီလန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာကွင်းလယ်တိုင်းမာစီနစ်ရဲ့ဆုံးဖြတ်ချက်တချို့ဟာအင်ရှင်အသင်းကိုအလေးတားစေခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်။ တချို့50 50အနေအထားမှာကွင်းလေတိုင်းရဲ့ဆုံးဖြတ်ချက်တွေကအမြဲတမ်းအင်တာမီလန်ကိုပဲအသာရစေခဲ့တာပါဒါပေမဲ့ဒါကဘောလုံးဖြစ်ပြီးဒါကိုကျွန်တော်တို့လက်ခံရမှာပါဒိုင်းတွေအကြောင်းကိုကျွန်တော်မပြောချင်ပါဘူးပွဲပြီးမှကျွန်တော်အမြင်ကိုသူ့ကိုပြောပြခဲ့ပါတယ်ဒါပေမဲ့သူ့ကိုကျွန်တော်ပြောခဲ့တာတွေကိုမီဒီယာတွေကတော့ပြန်ပြောမှာမဟုတ်ပါဘူးလို့ဟက်စီဖလစ်ကပြောကြားခဲ့ပါတယ်